မကြာသေးမီကဖြစ်ပွားခဲ့တဲ့ဂါဇာမှာနေထိုင်သူတွေရိတ်ခါထောက်ပံ့တာကိုတွားရောက်ရယူနေတော့အသက်ခံရမှုဟာ ထိတ်လန့်ဖွယ်မြင်ကွင်းများဖြစ်တယ်လို့ကုလအဖွဲ့ကြီးရဲ့ကုညီထောက်ပံ့ရေးအကြီးအကဲကဗုဒ္ဓဖူးနေကပြောပါရယ်။ဒီဟာဟာတိတ်ဒုက္ခတွေရည်ရည်အတွက်မရှိမဖြစ်လိုအပ်တဲ့အထောက်ပံ့တွေကို တမင်တကာရေးချယ်ပြီးစနစ်တကျပိတ်ပင်ခြင်းရဲ့ရလက်ဖြစ်တယ်လို့သူကပြောပါတယ်ဂါဇာကမ်းရောင်ဒေသမှာအကူအညီပေးရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ American နဲ့ Israel ကျွန်တော်နောက်ခံပြုလုပ်ထားတဲ့အဖွဲ့ကသူတို့ရဲ့လုပ်ငန်းတွေကိုယာယီရဆိုင်လိုက်ကြောင်းဘူတဖူးနေ့ကကြေညာပါတယ်ရိခါဖြန့်ဝေရေးဗဟုထဏတွေကိုတွားရလန်းတွေကိုတိုက်ခတ်ရေးစုံဖြစ်ယူဆကြောင်းလဲ Israel စစ်တပ်ကတရိပ်ပေးခဲ့ပါတယ်သူတို့လုပ်ကိုင်နေတဲ့ရိခါဖြန့်ဝေရေးဌာနတွေအနီး တေဆုံးမှုဖြစ်ရသည့်ဖြစ်ပွားခဲ့ပြီးတဲ့နောက်အဲ့ဒီကြေညာချက်ကိုဂါဇာလူသားချင်းစာနာဖောင်ဒေးရှင်း GFF ကပြုလုပ်ခဲ့တာဖြစ်ပါတယ် GFF ရဲ့အကူအညီပေးရေးဌာနအနီးဖြစ်ခဲ့မှုမှာလူ28ဦးဂါဇာတောင်ပိုင်းမှာအင်္ဂါနေ့ကတေဆုံးသွားခဲ့ပါတယ်အဲ့ဒီဖြစ်ပျက်ကိုစုံစမ်းစစ်ဆေးသွားမယ်လို့စစ်တပ်ကပြောပါတယ်ကဘာကြီးကစောင့်ကြည့်နေကြပါတယ်စားသောက်ဖို့အတွက်ရိုးရိုးလေးပဲ ပြုလုပ်မိတာနဲ့ပဲပါလက်စတိုင်းလူမျိုးတွေတနေပြီးတနေအဖြစ်ခံနေရပြီးတေဆုံးဒဏ်ရာရနေကြပါတယ်လို့ကုလလူသားချင်းစာနာသည့်အကူအညီပေးရအဖွဲ့အကြီးကတွန်ဖလက်ချာကကြေညာထုတ်ပြန်ပြောကြားလိုက်ပါတယ်။ဒဏ်ရာရနေတဲ့လူနာထောင်ပေါင်းများစွာကိုကုတာပေးနေရပါတယ်လို့အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေကအတည်ပြုပြောကြားခဲ့ပါတယ်။ ်အစ်စရီတပ်ဖွဲ့တွေကသူတို့ပြစ်ခတ်ခဲ့ပါတယ်လို့ပြောကြားပြီးမှပဲမနေ့ကတနေ့ရဲဒါဇင်ပေါင်းများစွာစေယုံရောက်မှတေဆုံးခဲ့ပြီးဖြစ်တယ်လို့စေယုံကပြောပါတယ်ဒါဟာလူပေါင်းနှစ်တန်းလောက်အသက်ရှင်ဖို့မရှိမဖြစ် လိုအပ်တဲ့အရာတွေကို စနေတစ်ချပိတ်ပင်တာနဲ့တမင်တကာရွေးချယ်ပြုလုပ်ခဲ့တာရဲ့ရလက်ဖြစ်ပါတယ်လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုချက်ချင်းပြုလုပ်ဖို့ကုလအကြီးကြီး အန်တိုနီယိုဂူတာရက်စ်ရဲ့တောင်းဆိုချက်ကိုလည်းသူကပဲ့တင်ထပ်ပြောကြားခဲ့ပါတယ်။ဒါရီဟာတီချာစီဖြစ်ပြက်နေတာတွေမဟုတ်ပါဘူး။ကျူးတွန်သူတွေကိုတာဝန်ခံမှု ရှိစေရမယ်လို့သူကပြောပါရဲ့။သူတို့ရဲ့ကလေးတွေကိုကျွေးမွေးဖို့အတွက်သက်ဆွန်ဆန်ဖြားလှုပ်ရရာမျိုးဘယ်သူမှမဖြစ်သင့်ဘူးလို့ Fletcher ကပြောပါတယ်။ GFF ကသူတို့ရဲ့လုပ်ငန်းတွေကိုအခင်အပတ်ကစတင်ခဲ့ပါတယ်။ ဒါပေမဲ့ကုလနဲ့အကူအညီပေးရေးအထူးအဖွဲ့အစည်းတွေကဣသရေလရဲ့စစ်ရေးစီမံချက်တွေအတွက်ပုံဖော်ထားတယ်လို့ဆိုကာပူးပေါင်းဆောင်ရွက်ဖို့ညှင်းဆန်ခဲ့ကြပါတယ်။ဒီတော့အတွင်းကုလအဖွဲ့ကဂါဇာအတွက်ခွင့်ပြုပေးထားတဲ့အကူအညီပစ္စည်းပမာဏကိုဖော်ပြခဲ့ပါတယ်။နလကြောကြလုံးဝပိတ်ဆို့ထားပြီးအ ਨੇ ချင်းပြန်ဖွင့်ပေးတဲ့အနေနဲ့အစ္စရေးကပိတ်ဆို့မှုကိုစိတ်စပိုင်းပြန်ဖွင့်ပေးလိုက်ပြီးတဲ့နောက် ဒီလိုကြီးညာခဲ့ရလည်းဖြစ်ပါတယ်ကျွန်တော်တို့အလုပ်တွေကိုလုပ်ဖို့ကျွန်တော်တို့ကို ခွင့်ပြုပေးပါကျွန်တော်တို့မှာလုံမဲ့အဖွဲ့အစည်းတွေလည်းရှိရအစီအစဉ်တွေလည်းရှိရပျက်စီးနေအတွေ့အကြုံလည်းရှိရလို့လူသားချင်းစာနာမှုရေးရာနဲ့ရေးပေါ်ကဲစရေးညှိနှိုင်းဆောင်ရွက်ရေးမှုကုလလက်ထောက်အတွင်းရေးမှုချုပ်ဖလက်ချာကပြောပါရယ်ကျွန်တော်တို့ရဲ့ရိတ်ခံရင်တန်းတွေညင်းပယ်ခံရတာ နောင်နေချမ်းကြအောင်လှုပ်တာတွေမလှုပ်ပါဘူးဆိုတာသိချအောင်လှုပ်ပေးပါဇဆခန်တွေကိုလှုပ်ပေးပါအပြည့်ရဲ့ရေးကိုကောင်းသေးပေါ်ပါလို့သူကပြောကြားခဲ့ပါတယ်ခင်ဗျာလောကမီဒီယာရဲ့ဆက်လက်ရည်တင်မှာကိုပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပေးခြင်းနဲ့ကုလနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။